မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group ရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်ကျမအမီပါ ီနေ့သတင်းတွေထဲမှာတော့တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်ကကြောက်ဖြူမြို့မှာတော့မြို့သိမ်းတိုက်ပွဲဆက်တင်နေပြီလို့ဒေသခံတွေကပြောပါတယ်။ကချင်လူလက်ရဲ့အဖွဲ့ KIO ဌာနချုပ်လိုင်စာမြို့နားမှာရှိတဲ့ဂျီယန်စစ်ဆောင်စခန်းကဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်၃ယောက်ပြန်ပြီးဆွဲခံခဲ့ရပြီးတော့အသက်ခံလိုက်ရပါတယ်။သတင်းပေးပို့ချက်တွေထဲမှာတော့စစ်ကောင်စီက2025ခုနှစ်ထဲလှုပ်ဖို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကိုထပ်မံရွှေ့ပြောင်းနိုင်ခြေရှိတယ်လို့ မြန်မာညီချင်းလေးလာစောင့်ကြည့်ရေးအဖွဲ့ BNI MPM ကပြောဆိုလိုက်တဲ့အကြောင်းကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်မနဲ့အတူ NMG ရဲ့သတင်းတောက်တွေကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတူတွေကတော့ Smile ကတင်ဆက်ပေးထားပါတယ်။တယုတ်စီမံကိန်းရရှိတဲ့ရခိုင်ပြည်ကကြောက်ဖြူမျိုးမှာ မြို့သိမ်းတိုက်ပွဲစနေပြီလို့ဒေတာခန်ရီကပြောပါတယ်။ကြောင်းဖြူမြို့ကိုအရခတ်တပ်တော် EE ကဝိုင်းပတ်ပိတ်ဆို့ထားပြီးထိုးစစ်ဆင်လာတာကြောင့်မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေတာခန်ရီကပြောပါတယ်။ကျောက်ဖြူမြို့နယ်ကြက်သိမ်းစီမော်ရှောက်ချောင်းနဲ့ဦးကင်းစားတဲ့ရွာတွေအနီးကနေရာလေးခုမှာစစ်ကောက်စီတပ်နဲ့အေအေတို့ကြားဖေဖော်ဝါရီလကုန်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ် တိုက်ပွဲထဲစစ်ကောက်စီဘက်ကအထိနာရာကြောင့်ကြောက်ဖြူမျိုးနယ်ထဲကအကြီးဆုံးတပ်စခန်းဖြစ်တဲ့ဒညဝရီရီတပ်စခန်းဌာနချုပ်အထိတပ်ဆုပ်သွားတယ်လူဒေသခံတွေကပြောပါတယ်။ဒါအပြင်တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမျိုးနယ်ထဲမှာတိုက်ပွဲ area မဟုတ်တဲ့ရွာတွေကိုစစ်ကောက်စီတပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်လို့ဆိုပါတယ်။ဒညဝရီရီတပ်ဌာနချုပ်နေရာနဲ့ -30 လောက်ဝေးတဲ့ကလာပါ မင်းပြင်ဇင်ချောင်းနဲ့အလဲရွာတစ်တွေကိုစစ်တင်မောရီအပေါ်ကအပြင်တပ်စခန်းတွေကနေပါလက်နက်ကြီးနဲ့လမ်းပစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ညနေ6နာရီမှာကလဘာရွာနာကိုလင်းရင်နဲ့ဘုံကျဲခဲ့တဲ့အပြင်စစ်တင်မောရီအပါအဝင်တပ်စခန်းကုန်းကနေပါလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ရှန်ဂရီနီနယ်ဆက်မူပြဲမြို့နယ်မှာစစ်ကောင်စီတပ်ကလေရင်နဲ့ဗုံးချကြိမ်လာကျဲသွားတယ်လို့ပြောပါရယ် ဖေဖော်ဝါရီလ29ရက်ညမှာစစ်ကောက်စီတပ်ကဂျဲလီရင်နဲ့လာကျဲသွားတာဖြစ်ပြီးဖေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းအထိလက်နက်ကြီးပစ်ခတ်တံတွေလည်းကြားနေရတယ်လို့မိုးပြဲ PDF အဖွဲ့ဝင်တယောက်ကပြောပါတယ်။ရှန်ကိုရီနီအဆက်မိုးပြဲမျိုးအတွင်စစ်ကောက်စီတပ်ကဖေဖော်ဝါရီလ29ရက်နေ့မှာအင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်လာပြီးမဲ့အထိနာပြီးပြန်ဆုတ်သွားတယ်လို့မိုးပြဲ PDF ကယ်ဆယ်ရေးဆေးအဖွဲ့ကထုတ်ပြန်ပါတယ်။ ထိုးစစ်ကိုခုခံတဲ့တိုက်ပွဲထဲမှာတော့ဂရိနီပူပေါင်းတပ်ဘက်ကရဲဘော်၄ယောက်ကြာဆုံးခဲ့ပါတယ်။စစ်ကောင်စီက စားနာရိတ်ခံတဲ့လူအင်အားဖြစ်တဲ့နိုင်ရေးအတွက်မိုးပြေဖဲခုံလွိုက်ကော်ကားလမ်းမကြီးကိုပြန်လည်ထိ ंछ ုံနိုင်ဖို့အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ဂရိနီပူပေါင်းတပ်ဘက်ကပြောပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့မိုးပြေမြို့မှာဖေဖော်ဝါရီလ24ရက်နေ့ကနေ28ရက်နေ့အထိတွာလာခွင့်ပိတ်ထားမယ်လို့ ကရနီပူပေါတပ်ဘက်ကဖေဖော်ဝါရီလ23ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်တောင်ခမ်းအုပ်စုထဲတအန်းတပ်မတော် TNL နဲ့စစ်ကောက်စီတပ်တို့ကြားကတိုက်ပွဲတွေမှာစစ်ကောက်စီဘက်က အစိမ့်ဝေဘုံတွေအတုံးပြတိုက်ခိုက်နေတယ်လို့ TNL ကထုတ်ပြန်ပါတယ်။နောက်ချူမြို့နယ်တောင်ခမ်းအုပ်စုထဲဖေဖော်ဝါရီလကုန်အထိနှစ်ဖက်ကြားတိုက်ပွဲတွေပြပြင်းထန်ထန်ဖြစ်နေတာလို့ဆိုပါရယ် တောင်ခန်းအုပ်စုထဲကတောက်ရှိရွာနဲ့မမော်ကြီးရွာကြားမှာဖေဖော်ဝါရီလ23ရက်နေ့ကဖြစ်ခဲ့တဲ့နှစ်ဖက်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကအစိမ့်ဝိဘုံအတုံးပြူတိုက်ခိုက်ခဲ့တာလို့ TNL ကဆိုပါတယ်။အဲ့ဒီအစိမ့်ဝိဘုံကြောင့် TNL တပ်သား10ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး4ယောက်ကစိုးရိမ်ရတယ်လို့ဆိုပါတယ်။ TNL တပ်သားတွေဟာမူးဝေတာအသက်ရှူမဝတာမြန်ဆန်တာမအီမတာဖြစ်တာ မော်ပန်းတာကိုပုံမှန်ထက်ပိုခံစားခဲ့ရပြီး အောက်ဆီဂျင်ကျတာမျိုးပါဖြစ်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောက်စီတပ်ဟာအစိမ့်ဝဲအတော်ပြူတိုက်ခိုက်မှုတွေအပြင် TNL ထိတ်ချုပ်နေမြစ်ထဲ Fiforila အတွင် လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကလေးတွေအပါအဝင် အရက်သား9ယောက်တိစုပ်ခဲ့ပြီး15ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင် နောက်ချိုပြည်သူစေယုံဖုန်ကြီးចောင်းဆောင်နဲ့ပြည်သူနေအိမ်ဆက်တလုံးထိမှန်ပြည့်စည်သွားတယ်လို့ TNL ကဆိုပါတယ် ကချင်လူလက်ရည်အဖွဲ KIO ဌာနချုပ်လိုင်ဇာမြို့နာရှိဂျေရန်စီးလျှောက်စခန်းကစေကျော်တဲ့အရွယ်မိကလင်းငယ်၃ယောက်ပြန်ပြီးဆွဲခန့်ခဲ့ရပြီးအသက်ခံလိုက်ရပါတယ်။ဒီလိုတပ်ဖြတ်လိုက်တဲ့ဖြစ်စဉ်ကိုထိရောက်စွာစစ်ဆေးအရေးယူပေးနိုင်ဖို့စစ်ဘေးရှောင်တွေကလူလာတယ်လို့ပြောပါတယ်။ဂျေရန်စီးလျှောက်စခန်းကစနစ်ကျော်အရွယ်မိကလင်းငယ်၃ယောက်ဟာဖေဖော်ဝါရီလ22ရက်နေ့ကပြန်ပြီးဆွဲခန့်ခဲ့ရပြီးနောက်၃ရက်အကြာမှာတရခန့်ကိုဖမ်းဆီးရမိခဲ့ပြီး ကလေးငယ်၃ယောက်ရဲ့ရုပ်အလားရီပြန်တွေ့ခဲ့ကြတာပါ ကလေး၃ယောက်ဟာ February 22ရက်နေ့ညနေပိုင်းကပျောက်သွားခဲ့တာပါအဲဒီနောက်တရံခန့်ကကလေးတွေကိုဖမ်းဆီးကျူတုပ်ထားတဲ့ပုံတွေကို GS ဆောင်စခန်းကမူကျိုဆီယာမစီကို WeChat ကနေပို့ပြီးတရုတ်ငွေယွမ်၃သိန်းနဲ့လာရွေးဖို့ချိန်ချောက်ခဲ့တာဖြစ်ပါတယ်ကလေးတွေကို ဖန်စီတက်ပြက်ခဲ့သူကတော့အသက်25နှစ်အရွယ်ကလေးတယောက်အဖြစ်ဦးတွဲအောင်ဖြစ်တယ်လို့ဆိုပါတယ် KIO ထိ ंछ ုံနေမြစ်တဲ့တခါမှမကြုံဖြစ်တဲ့ဖြစ်စဉ်ကြောင့် KIO အနေနဲ့အမှုကိုထိရောက်စွာဖော်ထုတ်အရေးယူပေးဖို့မိသားစုဝင်တွေနဲ့အတူစစ်ပေးရှောက်တွေကတောင်းဆိုထားပါတယ်။ အခုဆက်ပြီးတော့သတင်းပေးပို့ချက်တစ်ပုဒ်ကိုနားဆင်ရဖို့ရှိနေပါတယ်။စစ်ကောင်စီက2025ခုနှစ်ထဲမှာလုပ်ဖို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကိုထပ်မံရွှေ့ပြောင်းနိုင်ခြေရှိနေတယ်လို့မြမငင်းချင်းလေးလာစောင့်ကြည့်ရေးအဖွဲ့ BNI MBM team ကပြောဆိုလိုက်ပါတယ်။ကိုပီတာကတင်ဆက်ပေးထားပါတယ်။နိုင်ငံသွင်းဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေနဲ့နိုင်ငံတကာကအတိအမှန်မပြုမှုတွေကြောင့်ရွေးကောက်ပွဲကိုရွှေ့ပြောင်းနိုင်ခြေရှိတယ်လို့ပြောပါတယ်။ ဖေဖော်ဝါရီလ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲအသစ်ဖြစ်တန်ချင်းနဲ့တွန်လန်ရေးဤလာရအထူးတုံးတက်ချက်အစီရင်ခံစာမိတ်ဆက်ပွဲမှာအခုလိုထက်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်တည်ကြတယ်ကျွန်တော်တို့ဒီပြိပခါတွေရတယ်ဟိုတစ်ဖက်မှာဟိုရွေးကောက်ပွဲဖြစ်တည်ဖြစ်စီမဖြစ်တည်ဖြစ်စီဆက်ရှိနေမယ့်အနေထားရှိတော့ဘာပြောပြောရွေးကောက်ပွဲကျင်းပပြစ်ခဲ့ရင်လည်းဒီပြဿနာတွေဟာဆက်ရှိနေမယ်ဒါကြောင့်မလို့ဟိုဒီဒီဒီ အနာသိစစ်ကောင်းဆောင်အနေနဲ့သူ့ရဲ့ရွေးကောက်ပွဲပလန်နဲ့အခုထိကျွန်တော်တို့ရှင်းရှင်းလင်းလင်းမတွေ့ရဘူးဒါကြောင့်မလို့ဒီအချက်အလက်အရဆိုရင်2026 2025မှာမတည်ကြတယ်လို့2026မှာကျင်းပလိမ့်မယ်လို့လည်းကျွန်တော်တို့ဟိုတက်အမပြောနိုင်ဘူးဘာကြောင့်လဲဆိုတော့အခင်းချင်းတွေအများတန်းပြောင်းနေတာပေါ့နော်နိုင်ငံသွေးမြို့နယ်ပေါင်း330ရှိတဲ့အထက်ကစစ်ရေးပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်ပေါင်း60ပဲရှိတော့တာကြောင့်အဲ့ဒီရေအတွက်ဟာမြန်မာနိုင်ငံတဝမ်းရဲ့29ရာခိုင်နှုန်းပဲရှိတယ်လို့ PNIMPM ကဆိုပါတယ်ဒါအပြင်တော်လိုင်းအင်အားစုတွေဘက်က2025ခုနှစ်အတွင်းစစ်ရေးအချိန်မြင့်လှုပ်ဆောင်ဖို့ပြောဆိုမှုတွေရှိနေတဲ့အတွက်ဒီနှစ်မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အလားအလာကပုံနေသွားလိမ့်မယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းအာဂျင်တီးနားတရားရုံးကနေရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုလှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကိုဖာဝရန်ထုတ်ခဲ့တဲ့အတွက်ရွေးကောက်ပွဲအပေါ်နိုင်ငံတကာအတိအမှတ်ပြုမှုကပိုပြီးရော့ကျသွားနိုင်တယ်လို့ BNI ကဆိုပါတယ်။ ကျမတို့အများစုသုံးသတ်တာကရွေးကောက်ပွဲလုပ်တယ်ဆိုတာသူ့ရဲ့ထပ်ပေါက်တစ်ခုအနေနဲ့သူလုပ်တာဖြစ်တယ်အာနာကိုဆက်ပြီးတော့မှအာဒီဆွဲဆန့်ချင်တာပါတယ်တစ်ဖက်ကလည်းနိုင်ငံတကာရဲ့အတိမတ်ပြုမှုပေါ့နော်ဒါလေးတွေကိုလည်းသူကရချင်တာလည်းပါတယ် legitimacy ပေါ့ဆိုတော့အဲ့ဒါကြောင့်လုပ်တဲ့အတွက်ကြောင့်မို့တစ်ဖက်မှာဒီနိုင်ငံရဲ့အခင်းချင်းမှာသူ့ကိုဒါရန်စွတ်သားအဖြစ်နဲ့သတ်မှတ်ပြီးတော့ဖမ်းဖရန်ထုတ်တာတွေခုံရုံးတင်စစ်ဆေးမှုတွေအတွက်ကိုအာတိုက်တွန်းတာတွေကပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့တစ်ဖက်ကနိုင်ငံတကာရဲ့အတိမတ်ပြုမှုစူးစမ်းမှုအတွက်ကတော့သွားပြီးတော့ဟန်တာဖြစ်စေတဲ့ ဒီချက်ကလည်း2025ခုနှစ်ထဲလုံးမဲ့ရွေးကောက်ပွဲအပေါ်ထိခိုက်လာစေနိုင်တယ်လို့ပြောပါရဲစစ်ကောက်စီဥက္ကဋ္ဌဘူချုံမူကြီးမင်းအောင်လိုင်ကတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နိုင်ငံတော်ဝန်ဒေတာတည်ငြိမ်မှုရှိနေဖို့လိုအပ်တယ်လို့ပြောဆိုထားပါရဲ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။ထိုင်းသားဒေတာတွေတဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကိုရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။